ဒီနေ့ grower user တယောက်ကမေးခွန်းတစ်ခုပေးတယ်သူမေးရဲ့မေးခွန်းကဘာလဲဆိုတော့ဒီမှာ EBC လာနေတယ် grid ကလည်းအ EBC ကလည်းလာနေတယ် solar လည်းလာနေတယ်ပေါ့နော် solar က watt နည်းနေတယ်ပေါ့နည်းနေတဲ့အချိန်မှာ EBC ကဝင်မသွင်းဘူး setting ကဘယ်လိုချိန်ထားလဲဆိုတော့ SNU ပေါ့နော် PV and utility charging ဆိုပြီးတွင်းထားတယ်ဝင်မသွင်းဘူးဟုတ်လားမဟုတ်လားတစ်ချက်ပြန်ကြည့်မယ်ဟုတ်တယ်ဒီမှာဘက်ထရီကိုဝင်မသွင်းဘူးသူကဒီမှာ EVC ရှိနေတယ်ပေါ့နော်အဲ့တော့ ။ तू อ่ะ grow up တည်းရထုံးစံဒီလိုပဲလား။နော်။အဲဘာစတင်များ ပြောင်းဖို့လိုလဲဆိုရဲဟောင်းမေးခြင်းဖြစ်ပါတယ်။ဒီနေ့ရှင်းပြခြင်းရဲ့အကြောင်းကတော့ grid လာနေတယ် solar နာနေတယ်။ဒီမှာ SNU ပေါ့နော် solar နဲ့ utility ကို charging priority ထားထားတယ်။ဂရစ်လာနေတဲ့သားနဲ့ဆိုလာနဲ့ဆိုလာမလောက်လို့ရှင်ပါတော့ဂရစ်ကဝင်သွင်းမယ်ပေါ့နော်အခုကကဆိုလာမလောက်ဘူး ကျင်းနေတယ်ဘာလို့ဆိုလားဝတ်ထွက်နေတယ်အာ grid ကညားတယ်ပေါ့နော်ဒီချိန်မှာ grid ကဝင်ပြီးတော့အာသွင်းပေးရအောင်ပေါ့နော် SNU ထားရတယ်ဆိုရင်အဲဘာကြောင့်လဲဆိုတော့မေးခွန်းကိုဖြေဖို့အတွက်ရှင်းပြလိုခြင်းဖြစ်ပါတယ် ခုဘာအောင်ဆန်းကျင်လဲဆိုတော့ EPC နဲ့ Solar နဲ့နှစ်ခုအတွင်းအောင်ဆန်းကျင်လာတကယ်လို့ EPC SNG ကိုယူသေးတယ်ဆိုရင် EPC နဲ့ Solar ရောပြီးတွင်းရမှာဥပမာကဘလို့တွေ့ရလဲဆိုတော့ Solar ရဲ့ battery ကိုတွင်းနေ EPC က bypass နေတော့ရတယ်ပေါ့နော် bypass နေတော့ရဒီမှာ203ဒီဘက်မှာလည်း203ပေါ့နော်အဲ့တော့ EPC ကို Solar နဲ့မျှပြီးတွင်းနေကြတာပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက် battery က62ရာခိုင်နှုန်းရှိတယ်။ဒီမှာ charge က2 mAh လောက်ရှိတယ်။ solar ကဟို300ကျော်လောက်ပဲထွက်တယ်ဗျာနော် solar က၄ချက်ဆိုသူလည်းသူလည်း၄ချက်ပဲကျွန်တော်လည်း၄ချက်ပဲနော်။ပြောလို့မဆန်းဆန်းစေချင်တာ။သူ power setting အောင်ပြောင်းအောင်လဲပေါ့။ DVC ကနေအဝင်နေနေတော့အချိန်ကညနေအဲ3နာရီလို့ရှိတယ်။နော် solar ကနေတယ် DVC ရောက်နေတယ်။ battery က97အဲ့တော့ ပြီးစီကနေဝင်သွင်းမှာလို့ log ကိုဆိုလာနေတယ် best in chain ရမှာလဲပေါ့အဲ့တော့စတင်ဝင်မယ်စတင်ဝင်ပြီးတော့ဒီနေရာမှာမပါလို့မလဲဆိုတော့ Apostles Priority ပေါ့နော်အဲ့ဒါရဲ့နော် Church Priority Apostles Priority က SUV ထားတာကျွန်တော် UTI ပြောင်းမှာ UTI ပြောင်းမယ်ပြောင်းလို့ရလို့ရှင် apply လုပ်ပြီးပြီးရရင် okay နေမယ် UTI ပြောင်းပြီးသွားပြီအချက်ပြောင်းဝင်ကြည့်မယ် ဲ့တော့ဒီမှာ charging ampere တက်လာတယ်အဲ့တော့ charging ampere ကိုဘယ်လောက်ထားထားလဲဆိုတော့ကဲကျင်အပီယာကိုဘယ်တော့ထားတာလဲဆိုတော့ဒီမှာ20ထားထားတယ်။နောက်ဆိုလောင်းလဲရောသွင်းလို့ရှိရင်အ

ီဒီလိုဦးစားပေးတွင်းတော့လို့ရှိရင်ဒီမှာဘက်ထရီကိုလာတွင်းတယ်။နောက်ခုနကကျွန်တော်ရွေးထားတာ20ရာခိုင်နှုန်းကမစီမံပဲ။ဒါမှဒီမှာရောတွင်းသွားပြီ။ဆိုလာက5အာ5 MPa ရောတွင်းတယ်ပေါ့။ဆိုလာ MPa တစ်ချက်ဝင်တည်လာတယ်။ကျွန်တော်တို့ပြနေတော့1.5 MPa ပေါ့နော်။ဆိုလာဘက်ကအခုက200ကျော်လောက်ရှိတယ်။ဒီမှာ25အနေနဲ့တွင်းနေတယ်ပေါ့နော်။ဆိုတော့ပြောချင်တာကဒီ ဆိုလာနဲ့ utility ကဒါကိုပေါင်းသွင်းအောင်ပြီကျွန်တော် utility ကို20 ampere ချိန်ထားတယ်ဆိုလို့ပြောရတာပါเนาะအဲ့တော့ SNU ကိုတေချာလွတ်လွတ်လို့ရှိရင်ဒီကောင် utility ဦးစားဦးစားပေးကိုထားလိုက်ပေါ့အဲ့မှာဆိုလာမလောက်ခဲ့ဘူးဆိုရင် utility လာတင်မယ်ပြန်ပြီးတော့စမ်းကြည့်အောင်ဖြတ်ပြီးတော့စတင်ပြောင်းမယ်အစယူထားမယ် apply နှိပ်မယ် okay နှိပ်အဲ့တော့ SUV ထားလိုက်ပြီ SUV ပြောင်းလာပြီဒီမှာ click ကဘက်ကယော့သွားပြီเนาะ click ကဘက်ကယော့သွားပြီ charging app ကလည်းဒီမှာယော့သွားပြီ transient ဘီယာလေးရောက်ပါပြီဆိုတော့ငါသူ့လက်ကျန်လေးနဲ့ battery ကိုအားသွင်းနေတာပေါ့နော်ဟို user တယောက်ကပြောနေတာကအဲ့ဒါကိုဟို grid ကလည်းတွင်းနေတယ်ဆိုတော့လည်းတွင်းနေတယ်ပေါ့နော် SMB ထားတဲ့ grid ကတင်းနေတယ်ဆိုတော့ဒီ priority ကရေရီ fast ကိုထားမှာပဲရအောင်ဒီလိုခြုံနေနေပေါ့နော်မြန်မာပြည်ကအပြင်မှာနေသိမ့်မတာကို modernly အုပ်နေတယ်၃နာရီလည်းဖြစ်နေတယ်ပေါ့နော်ဆိုတော့ရေရီ fast ကိုထားမှာတော့အဲ့လိုတွင်းတော့ပေါ့နော်အဲ့တော့ဒီ SNU ကဘာနဲ့ချိတ်ဆက်နေလဲဆိုတော့အပေါ်က priority ယူရိုတီဦးစားပေးဒါမှမဟုတ် SUV ဦးစားပေးနဲ့ဆိုင်နေတယ်နော်အဲ့ဒါပြောချင်တာပါအဲ့တော့သူသိချင်တာက grow ရဲ့သဘောတရားကအဲ့လိုလားပေါ့နော်အဲ့လိုလားဆိုရင်သူကသိချင်တာနောက်ပြောတော့ဒီမှာကျွန်တော်တို့ကဘယ်လိုထားလဲဆိုတော့ဒီမှာ PV first ကိုထားလိုက်ရင်လည်းရတယ်ပေါ့နော် PV first ကိုထားလိုက်ရင်လည်း PV ဦးစားပေးပြီးတွင်ပါပေါ့အဲ့ဒါကိုကျွန်တော်ထားကြည့်မယ် PV first ဆိုတော့ထားကြည့်မယ်ဒါပေမဲ့ PV မရှိမှသာ EC ကနေဝင်ပြီးအတွင်းမှာအပိုင်းလို့ကြည့်မယ် Okay နေမယ်ပြန်ထွက်မယ် ော် VCR နဲ့ဝင်အားမသိအောင်ဆိုလားပြန်အောင်လေးရှိတဲ့အားလေးနဲ့တွဲနေတယ်ပေါ့နော်ဘက်ထရီတိတ်ပတ်စနေတက်ဘူးဒါပေမဲ့ error direction ကတော့အားသွင်းနေတဲ့ direction ပြနေတယ်ပေါ့နော်အဲ့တော့ခုနကခြေနေနဲ့ SUV ရွေးပြီးတော့ SNU ဒီဘက်ကယူထားတဲ့ဟာနဲ့အခုဒီဘက်မှာ PP ဖြန့်ယူရတာဟာလည်းတိတ်ကွာဘူးပေါ့နော်အဲ့တော့ utility ကပါ ဝင်ပြီးတော့ solar နဲ့တူအားသွင်းနေတယ်ဆိုတော့ utility flash ကိုထားမှရမှာပေါ့။ဒါ solar ၄ချက်နဲ့ဟိုရာသီဥတုလည်းမကောင်းတဲ့အနေနဲ့ထားပါဘူး။ဒါကြောင့် solar တအားများနေလည်းတတ်ထားတယ်ဆိုရင်တော့ပြဿနာမရှိဘူး။ဒါသိစင်းသားကြမှာပေါ့။အဲ့တော့ user မေးချင်တာကအဲ့မေးခွန်းပါ။အဲ့တော့ဖြေရှင်လို့ဒီဥစ္စာကိုစမ်းခြင်းဖြစ်ပါတယ်။